တော့ဦးနန်းတို့ဒီ site ကတော့ဒါအထူးပြောရကောမလို့ဘူးပေါ့နော်ဒါကလင်နာဆရာတိုင်းတော်တော်များများကိုဒီ site ကိုကစားကြတယ်သို့တော့သူနဲ့တယောက်ကလေးလာပုံချင်းမတူဘူးကစားတဲ့စနစ်ချင်းမတူဘူးယူဆပုံချင်းမတူတဲ့အတွက်ကိုဒီ site ထဲကနေပြီးတော့နော်ချင်းချင်းယူဆယူဆချက်တွေကွဲလဲတဲ့အတွက်ကိုကနန်းဟာအင်မတန်မှကစားစရာကောင်းတဲ့စိတ်ဝင်စားစရာကောင်းတဲ့ site ကလေးဖြစ်တယ်ကွာဒါမူလရဲ့မူရင်း frame ဒီ site ရဲ့ frame matching ကတော့ဒါတူတော်မောင်တေးတေးရဲ့မူဝံ site ဖြစ်တယ်ပေါ့နော်ဒီ site ကို line mode မှာတူတော်မောင်တေးတေးကအရင်ဦးဆုံးစပြီးတင်ခဲ့တယ်တင်ခဲ့တဲ့နောက်ပိုင်းမှာဒီ site ထဲကနေပြီးတော့နှစ်စင်ကစားကွက်မျိုးစုံတွေနဲ့ကစားတယ်အော်ဒီနှစ်မှဆိုလည်းအခုမွေးကနေ၃ကွက်အောင်သွားတယ်ပေါ့နော်အဲ့တော့ကျန်နေတဲ့ကနန်းကိုဒါခုနိုင်ခုပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာကသူကလေးပရိဒီသုံးလုံးသုံးဒီလိုသုံးကိုထိပ်ပရိကို၃၃ည၈လေးပရိဒီလိုသုံးဒီလိုသုံး၃ညထိပ်ပရိ၃ည၃၃ည9 လေးပရိဒီသုံးလုံးသုံးဒီလိုသုံးတစ်ထိပ်ပရိဒီသုံးတုံညာ6ဆိုပြီးတော့ဖရိန်ကိုတည်တယ်ပေါ့တည်တော့ထုံးတဲ့နိုင်ပေါ့နော်ဒါကြံနေဒီလိုအပ်တဲ့ဓာတ်ဒီစီးရတော့ဥနိုင်မထည့်တော့ဘူးဒါဥနိုင်ရဲ့ဒီစီးလိုက်နေရနေပြီးတော့ဥနိုင်ရဲ့ယူဆချက်လေးတွေကိုဥနိုင်ကပြောပြမှာဖြစ်တယ်ပေါ့နော်အဲ့လိုတွေကစားပြီးကြနေပထမအကတ်မှာဒီသုံးလုံး9လို့ဖြစ်တဲ့အချိန်မှာခွန်ထိပ်စီးနေ9ခဲ့တယ်အဲ့မှာခွန်ပါပါ1လို့ဒီမှာပိတ်လိုက်တဲ့အချိန်မှာဒီသုံးလုံးပေါင်းကြီးက6နော်အဲ့တော့ ဒီသုံးလုံးပေါင်းချင်း6နဲ့ဒီနှစ်နှလုံးနဲ့နှစ်နှစ်နဲ့6ဆိုတဲ့ကဏ္ဍဒီအဲ့နှစ်တဲမှာငွေကဏ္ဍပြင်းနေထွက်တယ်ဒီသုံးလုံးပေါင်း9လို့ဖြစ်တဲ့အချိန်မှာခွန်ထိတ်နေဖြစ်တယ်ခွန်ပါပါ2လို့ပိတ်တဲ့အချိန်ဒီသုံးလုံးပေါင်းချင်းက8နှစ်နှလုံး8ဆိုတဲ့ကဏ္ဍဒီအဲ့နှစ်တဲမှာသူထွက်တယ်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာနော်ဒီသုံးလုံးပေါင်းချင်း9လို့ဖြစ်တဲ့အချိန်မှာခွန်ထိတ်နေဖြစ်တယ်ခွန်ပါပါ2လို့ပိတ်တယ်ဒီသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့အတွက်6 8ခွန်နှစ်နှလုံးနဲ့ခွန်းဆိုတဲ့ကဏ္ဍဒီဒါနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍဒါသူကမွေးကဏ္ဍအဖြစ်နဲ့အောင်းနေဒါပထမ တကက်အနေနဲ့အဲ့လိုအောင်ပြီးတဲ့အချိန်မှာနောက်တစ်ခါတော့ဘာလာလဲဆိုတော့ဒီပဒိတ်၄ကြောင့်အဲ့ဒီပဒိတ်၄လို့ဖြစ်တဲ့နေ့ထဲမှာ53အတွဲပါတဲ့ကဏ္ဍတစ်ခွက်သုံးခွန်လေးဆိုတဲ့ကဏ္ဍဒီအဲ့နေ့ထဲကိုကြာတယ်ဒီပဒိတ်၄ကြောင့်အဲ့နေ့ထဲက53အတွဲပါတဲ့ကဏ္ဍနော်3ည43ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာထွက်တယ်ဒီပဒိတ်၄ကြောင့်အဲ့ဒီနေ့ထဲက34ပါတဲ့ကဏ္ဍ3နှစ်လေးဆိုတဲ့ကဏ္ဍကလည်းဒီမှာ3နှစ်လေးလို့သူထွက်ခဲ့။ကောင်းပြီ။အဲ့ဒီလိုတွေထွက်ခဲ့ပြီးတော့တကနောက်တစ်ခုကဘလို့ယူဆပြီးပြောခဲ့လေဆိုတော့ နော်ဘယ်လိုယူဆပြီးတော့ပြောခဲ့လဲဆိုတော့ဒီပရိလေးဒီလိုသုံးလို့ဖြစ်ခဲ့လို့43အလွယ်ပြီးတာနဲ့အဲ့ဒီနှစ်ထဲကနှစ်ပိတ်ကဏ္ဍနှစ်ပိတ်ကဏ္ဍခွန်ရှစ်လေးဆိုတဲ့ကဏ္ဍဒီနော်အဲ့ဒီမွေးကဏ္ဍနေအားလုံးထွက်ပြီးတော့မှအဲ့ဒီခွန်ရှစ်လေးဆိုတဲ့ကဏ္ဍဒီနောက်ပိတ်ဆုံးမှထွက်တာနော်အဲ့ဒီလိုပဲပဋိလေးဒီလိုသုံးလို့ဖြစ်လို့43အတွဲနဲ့ကဏ္ဍလည်းထွက်ပြီးသွားပြီအဲ့ဒီနှစ်ထဲကနှစ်ပိတ်ကဏ္ဍတိလေးခွန်ဆိုတဲ့ကဏ္ဍဒီနော်တိလေးခွန်ဆိုတဲ့ကဏ္ဍဒီအဲ့ဒီလိုပဲ ်သူက၄ခွန်တက်ဆိုပြီးထွက်ခဲ့တယ်နော်ဒါဆိုရင်ဒီမှာဗတိတ်လေးဒီတုံးလုံးတုံးဆို43အတွင်းနဲ့ကနန်းလည်းထွက်သွားပြီထွက်တော့အဲ့ဒီနှစ်တည်းမှာနှစ်ပိတ်ကနန်းဒီ၅လေးတက်ဆိုတဲ့ကနန်းထွက်ရမှာ၅လေးတက်ဆိုတဲ့ကနန်းထွက်ရမှာအဲ့တော့၅လေးတက်ကနန်းလေးဒီဘယ်ချိန်မှာထွက်မှလဲလို့မေးထားတယ်ဦးနဲ့ရဲ့မိတ်ဆွေတွေဦးနဲ့ရဲ့ဖန်တွေဒါဦးနဲ့ခုဒါ၅လေးတက်ဒီ site ထဲကနေထွက်ရမယ့် site တစ်မျိုးရှိတယ်နောက်ထပ်အကွက်ရွှေစနစ်နဲ့ငါးလေးတစ်ကနောက်ထပ်၃မျိုးကျန်တယ်အဲ့၃မျိုးတော့ဦးနိုင်ပြမပေးသေးဘူးပေါ့နော်ဒါဒီပွဲမှာအဲ့ငါးလေးတစ်ဆိုတဲ့ကနန်းကြီးဦးနိုင်မကစားဘူးဦးနိုင်ကစားမှဒီဒီပွဲမှာပအောကနန်းကြီးတုံညာပရိတ်နဲ့ ဘူပရိကဏန်းတစ်ခွက်ကစားထားတယ်။ပအောကဏန်းဘူပရိကဏန်းတစ်ခွက်ကစားတဲ့ထဲမှာအခုဒီပွဲမှာပြပေးမယ်ဘူပရိကဏန်းတုံညာသုံးခုဒီအရန်တဲမှာထည့်ထားတော့ညာလေ။အင်မတန်မှအကောင်းမွန်တဲ့စိုက်ဖြစ်တယ်။တုံညာသုံးခုဆိုတဲ့ကဏန်းပတ်လေကဏန်းတစ်ခွက်ကိုဒါဥနဲ့ကစိုက်မျိုးစုံနဲ့ဥနဲ့ကချပြခြင်းဖြစ်တယ်ပေါ့။အဲ့တော့ဥနဲ့ရဲ့ပတုဒါအော်ဂနန်းတွေကဘလို့ပုံညာမျိုးကစားရဲဆိုတာကိုလေဥနဲ့ရဲ့အမာဂန်ဖန်တွေကိုတည်စီခြင်းနဲ့အပိုင်းနဲ့ပတာပေါ့နော်။ကဲကောင်းပြီဒါဆိုရင်ဥနဲ့တို့ပရမကတ်မှာဖြစ်စဉ်ကိုအဲ့လိုတည်လိုက်တယ် တင်လိုက်ပြီးတာနဲ့သူနဲ့တိုင်မြင်ပါဘူးအတူတူမှာနော်6နဲ့9နဲ့ပုံသေး9လို့ဖြစ်မယ်3ညနဲ့9နဲ့ပုံသေး9လို့ဖြစ်မယ်ဖြစ်ပြီးတာနဲ့4 3ည9လို့ကနတ်တုံးလုံးဖြစ်လိုက်တယ်ဖြည့်ပြီးတာနဲ့သူနဲ့တိုင်မြင်ပါဘူးအတူတူမှာနော်တနည်းနှစ်နှစ်3မြင်အောင်မှာဒီကနန်းရဲ့ဒီကနန်းရဲ့9 4 4ရဲ့2 4 9ရဲ့9ဖြစ်ချင်း3ချက်ထောက်လိုက်လို့9 4 4နဲ့2 4 9နဲ့ဟာအဲ့ဒီနှစ်ထဲမှာ2 4 9ဆိုတဲ့ကနန်းလည်းဒဲထွက်တယ်9 4 4ဆိုတဲ့ကနန်းလည်းဒဲထွက်တယ်လို့ဦးနိုင်ပြောခဲ့တယ် ဟုတ်ပြီဒါဆိုရင်ဒုတိယကမှလည်းအဲ့လိုဖြစ်စဉ်တွေကိုတည်လိုက်တယ်6နဲ့9နဲ့လို့ပြန်ပြီးတော့9တယ်3ညနဲ့9နဲ့9လို့ဖြစ်တယ်4 3ညတင်နေပြန်9တယ်9လိုက်တော့တပင်2ပင်3ပင်အောက်မှာ3 4 2ဆိုတဲ့ကဏ္ဍရဲ့9ကိုခွန်ဆိုတဲ့ကဏ္ဍရဲ့နော်3 4 2ကလည်းဒဲထွက်တယ်လို့9ကိုခွန်ကလည်းဒဲထွက်တယ်လို့ဒါဦးနိုင်ကပြောခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီတတိယကတ်မှာဖြစ်စဉ်ကိုတည်လိုက်တယ်တည်လိုက်တော့သူနဲ့တိုင်ပင်အကွာဝေးတူတူမှာပထမအကတ်ဒုတိယကတ်ကလိုပဲ6နဲ့9နဲ့လည်းနှလုံးပေါင်း9တယ်3ညနဲ့9နဲ့လည်း9တယ်4 3ညတက်ဆိုပြီးတော့လည်း9တယ် လုံးဝဂေါ်လီနှိုက်နေတယ်ဆိုပေမဲ့လို့ဒီမှာလာပြီးတော့ဖြစ်စဉ်တွေကအင်တန်မှထူးဆန်းစွာကိုတူညီချက်တွေလာဖြစ်နေတယ်ပေါ့နော်နော်အဲ့လိုဖြစ်တဲ့အတွက်တပင်းနှစ်ပင်သုံးပင်ရောက်ကတုံညာသုံးခုဆိုတဲ့ကဏ္ဍရဲ့ခွန်ရှိကိုဆိုတဲ့ကဏ္ဍရဲ့ဒီ2025မှာထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်တဲထွက်မယ်လို့ပြောတော့ညာလေကို့အလှည့်ကြတော့ तू ကပတ်လေထွက်သွားတယ်ကိုခွန်ရှိလို့ထွက်သွားတယ်အခုကြံနေတဲ့တုံညာသုံးခုနော်ကိုခွန်ရှိထွက်တဲ့အတွက်တုံညာသုံးခုဒီလုံးဝဒီ၅ချိန်မှာထွက်မယ်လို့ ဒီစနစ်အရာဦးနိုင်ငါကောက်ချက်ကိုချလိုက်တယ်ဟုတ်ပြီအဲ့တော့ပထမကမှဖြစ်စဉ်ကလေးကိုတည့်တယ်6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတင်9လို့ဖြစ်လိုက်လို့သူနဲ့တိုင်ပင်ကွာဝိတူတူမှာရှိတယ်ဒီကနန်းလေးနှစ်ကွက်ဒီနော်ဒီကနန်းလေးနှစ်ကွက်ဒီနှစ်လေး9လဲထွက်တယ်9လေးလေးလဲထွက်တယ်နော်နှစ်လေး9နဲ့9လေးလေးထွက်တယ်ဒုတိယကတ်မှာလဲ6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတင်9လို့ဖြစ်လို့သူနဲ့တိုင်ပင်ကွာဝိတူတူမှာရှိတယ်ကနန်းနော်ဒီ3 4နှစ်နဲ့9 9ခုနဲ့ 3လေးနှစ်လဲထွက်တယ်9ကိုခွန်လဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ကိုတက်တိယကမှာ6နဲ့9နဲ့9တယ်3ညနဲ့9နဲ့9တယ်4 3ညတဲ့9လို့ဖြစ်ခဲ့လို့3ည3ခွန်နဲ့ခွန်ရှိကိုဆိုတဲ့ကဏ္ဍဒီခွန်ရှိကိုဆိုတဲ့ကဏ္ဍတော့ထွက်သွားပြီ3ည3ခွန်ဆိုတဲ့ကဏ္ဍကိုဒါဦးနဲ့ကဒီပွဲမှာဒီနေရာလေးမှာကစားခြင်းလဲပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ဒီကဏ္ဍကိုဒီအချိန်မှာကစားမှာလဲဆိုတော့တောင်းပြီကိုနှစ်ဦးတစ်ချိန်မှာနှစ်ဦးတစ်ချိန်မှာဒါဦးနဲ့လို့အော်ဒီအဖြစ်နဲ့ နှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍလေးကိုဒါဦးနိုင်ကပြပေးခဲ့တယ်နှစ်ဦးတစ်ချိန်မှာအဲ့ဒီတော့နှစ်ဦးတစ်ချိန်မှာတော့ဟောဒီအဖြစ်နဲ့ဒီနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီမထွက်ခဲ့ဘူးပေါ့နော်မထွက်ခဲ့ဘူးမထွက်ခဲ့တော့သူကအကျိန်နဲ့ကစားတာနှစ်ဦးတစ်ချိန်ဒုံမို့ဆက်တဲ့ချိန်ဒုံမို့20တစ်ချိန်ဆိုပြီးတော့နှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍကိုကစားတယ်ကစားတော့ခုနောက်ပွဲမှာ20နဲ့တစ်ချိန်မှာနှစ်နှစ်ခွန်းဆိုတဲ့ကဏ္ဍကစားဖို့အတွက်ကိုဒီပွဲမှာတုံညာသုံးခွန်းဆိုတဲ့အာကဏ္ဍလေးတစ်ခွက်ထွက်ရမှာပေါ့နော်ဒီသုံးလုံးခွန်း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  ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်။ဈာထဲမှာ၃နှစ်ချားတယ်ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်။ဈာထဲမှာ၃နှစ်ချားတယ်ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်။အဲ့မှာဒါတိုင်မင်ကိုတည်လိုက်တာ။တည်လိုက်တော့ကောင်းပြီ။ဒီ၃လုံး၆က၆ထိပ်ဒီ၃လုံး၆က၆ထိပ်နော်။ဒီ၃လုံးပေါင်းခြင်း၆ဒီ၆ထိပ်လို့သူကစားတယ်။ဟုတ်ပြီ။ဒါဆိုရင်ဘလို့ပုံစံမျိုးနဲ့ဘေကနံကိုကစားမှာလဲ။ဒါနှစ်သီးစားမှုဖြစ်တယ်ပေါ့နော်။အင်မတန်မှအားလုံးကိုပေါက်ဆီခြင်းတယ်။လူတိုင်းကိုလည်းပေါက်ဆီခြင်းတယ်။ အားလုံးကိုလည်းပျော်ရွှင်စေခြင်းနဲ့ဒါဥနိုင်ရဲ့နံပါတ်၁စေတနာပေါ့နော်အဲ့တော့ဒါကြောင့်ဒီ site ကလေးကိုဒါဥနိုင်ကဆရာသားမချမ်းမဲနဲ့မချွင်းမချင်အားလုံးကိုချပြလိုက်တာနော်ဖြစ်စဉ်ကိုဒီလိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီ၃လုံး၅ကိုဒီ၃လုံး၅လို့ထည့်လိုက်တယ်ထည့်လိုက်တဲ့အချိန်မှာအဲ့ဒီနှစ်ထဲမှာနော်ငါးပရိကဏ္ဍ80တိအတွက်နဲ့ပရိ၅ဆိုတဲ့ကဏ္ဍတကွက်ထွက်မယ်80တိအတွက်ဒီပုံဒီငါးပရိဆိုတဲ့ကဏ္ဍဒီထည့်မယ် ဲ့ဒီလိုထည့်ပြတာနဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့64 654ဆိုတဲ့ကဏ္ဍကတနှစ်နှစ်နှစ်သုံးနှစ်မြောက်တည်းမှာအကွက်ရွှေ့ဖြစ်နေလူကစားတယ်နော်နောက်ထောင်သုံးလုံးကဒီပုံစံ၅ကြောင့်87အတွဲပုံတင်တဲ့ဗရိတ်ကသူ့ရဲ့မြင်းကုန်မှာရှိတဲ့ကဏ္ဍကသုံးနှစ်မြောက်ကိုထွက်မယ်ထွက်တော့မဲ့အချိန်မှာဘာတောင်းနဲ့ထွက်မှာလဲအဲ့ဒီ၅ရဲ့အောက်မှာဒီနှလုံးရှိကဗရိတ်ရှိဝါရှိလို့သူထောက်တယ်နော်အဲ့လိုရှိလို့ထောက်တဲ့အတွက်ကိုဒီသုံးလုံးပေါင်းချင်းရှိရှစ်ပါပါ၃လို့ဖြစ်တာရဲ့ ဒီသုံးလုံးပေါင်းချင်းရှိရှစ်ပါပါပြိတ်သုံးလို့ဖြစ်တဲ့အောက်မှာဒီကနန်းကဒီမှာလာထွက်တယ်ဒါပထမတစ်ကက်ဒါဆိုရင်ဒုတိယကမှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်း6ကဒီသုံးလုံး6လို့ဖြစ်လို့ဒီနေ့ထင်းမှာ81အတွဲနဲ့6ပြိတ်ကနန်းဒီမှာလာထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့မြင်းကုံမှာရှိတဲ့လေးလေးကိုဆိုတဲ့ကနန်းဒီတနေ့နှစ်နှစ်သုံးနှစ်မြောက်တည်းမှာအကွက်ရွှေ့ဖြစ်နေကစားတယ်ကစားတော့မဲ့အချိန်မှာဒီနှလုံးခွန်ပြိတ်ခွန်ဝါးခွန်လို့ဖြစ်လို့အဲ့ဒီခွန်ဒီဒီသုံးလုံးခွန်ခွန်ပါပါနှစ်ပြိတ်လို့ဖြစ်ပြီးတော့မှသူ့အောက်ကိုဒီကနန်းကလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယအကမှာ ပြစ်စင်ကလေးကိုတည့်လိုက်တယ်ဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ခဲ့လို့ဒီနှစ်ထဲမှာတစ်ခွန်အတွဲနဲ့ဗရိတ်ခွန်ကနန်းတစ်ကိုခွန်ဆိုပြီးတော့သူထွက်ခဲ့တယ်ထွက်ခဲ့တော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ခွန်တုံညာသုံးဆိုတဲ့ကနန်းဒီနော်ဒီနှလုံး6ဒီဗရိတ်6ဝါ6လို့ဖြစ်ခဲ့လို့ဒီခွန်တုံညာသုံးဆိုတဲ့ကနန်းပတ်လည်းထွက်တော့မယ်ဆိုရင်6ဖြစ်ချင်းကြောင့်ဒီသုံးလုံး6 6ပါပါဗရိတ်1လို့ဖြစ်ပြီးတော့မှသူ့အောင်မှာတုံညာသုံးခွန်ဆိုတဲ့ကနန်းပတ်လည်းထွက်ရှင်တာဟုတ်ပြီဒါဆိုရင် အဲ့ဒီလိုဒီကစားပြီဆိုကြတော့နောက်ထပ်ဘာကစားချင်တာလဲပထမကမှာနော်ငါးပရိရဲ့ဇောင်းကကဏ္ဍဒီမှာထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီနော်ဒီအထောင်ကဒီလိုငါးချောင်းငါးပရိကဏ္ဍရဲ့မြင်းကောင်းကကဏ္ဍဒီအထောက်ကလေးနဲ့ထွက်ပြီးတာနဲ့သူ့အောက်မှာထွက်မဲ့ကဏ္ဍဒီ52ငါးဖြစ်ချင်းကြောင့်52အတွဲပါတဲ့ပြန်ကြကဏ္ဍနော်52အတွဲပါတဲ့ပြန်ကြကဏ္ဍသူကစားတယ် ဟုတ်ပြီ။ဒါဆိုရင်ဒုတိယကတ်မှာဒီ၃လုံး၆ဒီလို၆ချောင်း87ရက်အတွဲပါတယ်6ပြည့်ရဲ့ဇောင်းဝကဏ္ဍဒီမှာထွက်ပြီးတာနဲ့သူ့အောက်မှာကြမဲ့ကဏ္ဍဒီ52အတွဲပြီးတာနဲ့6ဖြစ်ချင်းကြောင့်62အတွဲပါတယ်ကဏ္ဍ62အတွဲပါတယ်ကဏ္ဍပြန်ကြဖြစ်နေသူကစားတယ်။ဟုတ်ပြီ။ဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီ၃လုံးခွန်ဘရိတ်ဒီ၃လုံးခွန်87ရက်အတွဲပါတယ်ခွန်ဘရိတ်ရဲ့မြင်းကုံကဒီကဏ္ဍဒီဒီနေရာလေးမှာဒါဒီအထောက်ကလေးနဲ့ကြားခဲ့မဲ့ဆိုရင်20တကြိမ်မှာ ပထမအကတ်မှာ9ဖြစ်ချင်းကြောင့်52အတွဲပါတယ်ခင်ဗျာပြန်ကြတယ်ဒုတိယအကတ်မှာ6ဖြစ်ချင်းကြောင့်62အတွဲပါတယ်ခင်ဗျာပြန်ကြတယ်ကဲအခုတတိယအကတ်မှာခွန်ဖြစ်ချင်းကြောင့်3ည3ခွန်ဆိုတဲ့ခဏပတ်လေလေးတာအောင်ခဲ့ပြီဆိုရင်နောက်ပွဲမှာဦးနေမေဆွေကြီး80အတွဲပါတဲ့ကဏ္ဍဒီပြန်ကြဆိုရင်နှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍကလွဲလို့နောက်ထပ်ရွေးချယ်တရားဘာဆိုဘာမှမရှိဘူးเนาะနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးကိုဒါနောက်ဘွဲမှာတွူရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့အင်တာမှာချစ်စရာကောင်းတဲ့ ဒါသုံးသက်စီနှံ့နှံ့လေးကစားတာဖြစ်တယ်ပေါ့နော်။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီ site ထဲမှာနော်ဒါမနစ်တာတွေက2024မှာတည်းအခုနေပြခဲ့ဘူးလားရှိတယ်။အဲ့တော့အဲ့ဒီနှစ်ထဲမှာကပြန်ကြကဏ္ဍဒီ3ကထွက်တယ်။6 5တကလည်းနော်6 5နှစ်ကလည်း9လေးနှစ်လို့ပြန်ကြထွက်တယ်လို့အဲနောက်တစ်ခုကဒီနားမှာနော်6 6ကလည်း6 6လို့ပြန်ကြထွက်တယ်။နောက်တစ်ခုကဒီဒီလေးတက်ကလည်းလေးတက်တက်ဆိုပြန်ကြ၃ကထွက်တယ်ဒီမှာလည်းအဲ့ဒီလိုပဲ6ခွန်2ကလည်းနော် 6လို့ပြန်ကြထွက်တယ်လို့431ကလည်း143လို့ပြန်ကြထွက်တယ်နော်နောက်တစ်ခုက630ကလည်း360ဆိုပြီးပြန်ကြ300ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ကဒီ2025ထဲမှာဒီ site ထဲအရာကပြန်ကြဒီ300ထွက်ရမယ်ဆိုတော့သူက963ဆိုတဲ့ကဏ္ဍကတော့ပြန်ကြဖြစ်နေတချိန်ကစားခဲ့တယ်ကစားခဲ့တော့အခုကြံနေတဲ့9ချိန်မှာပြန်ကြဖြစ်နေနောက်ထပ်နှစ်ပွဲကစားမယ်ဆိုရင်ဒါဦးနိုင်တို့ကဒီ site ထဲကစနစ်ဒီအရာဆိုရင်လုံးဝအခြေအနေတစ်ထည့်ဖြစ်မဲ့ကစားခွက် ပါမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုအချိန်အားဖြင့်၅ချိန်ပဲကျန်တယ်အဲ့ဒီ၅ချိန်မှာခုဥနိုင်ဖမ်းပြီးတာကွာတုံညာသုံးခုထွက်တာနဲ့နောက်ဝက်မှာပြန်ရတော့ဒီ၃ချိန်မှာတေချာပါနောက်ထပ်ပြန်ကြခဏတစ်ခွက်ဒီလာရတော့မှာဖြစ်တဲ့အတွက်ကိုလုံးဝနော်ဒီ site ကနေပြီးတော့တထေးဖြစ်ထူရမယ်ခဏလေးတွေထွက်ပေါ်လာမှာဖြစ်တယ်ပေါ့နော်ဥနိုင်တယောက်သေးလေပြပြစုံစုံမမြင်နိုင်ဘူးဥနိုင်ကမျက်လုံးနှလုံးပဲပါတယ်အဲ့တော့ဥနိုင်ရဲ့ mobile site ဆိုပြီးတော်냐လေကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အတွင်းနဲ့ ကစားနိုင်တယ်နောက်တစ်ခုဥနိုင်လိုမျိုးကလင်နာစီးကြောကိုဝါဒနာပါတဲ့မိတ်ဆွေတွေနော်ဒါဥနိုင်ရဲ့အခုကစားတဲ့ site ထဲကနေပြီးတော့ကိုယ့်ရဲ့ရှုအောင်ကိုယ့်ရဲ့အမြင်နဲ့ကိုယ်ကြိုက်တဲ့ကဏ္ဍလေးကိုလည်းကစားနိုင်ပါတယ်နော်ဒါဥနိုင်ကအားလုံးကိုကလင်နာစီးကြောတွေကိုလုံးဝမနှံ့မျောပါဘူးမနှံ့မျောလို့လည်းအိတ်သွန်ဖာမောက်အကုန်ကိုပြလာနော်ဥနိုင်ထိန်ချန်ထားတာပါမှမဖြစ်ဘူးကွန်ပျူတာလေးကစီးတွေကိုဥနိုင်တိုင်းပင်တည်ပြမယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်းခွန်ကိုဒီသုံးလုံးခွန်လို့ထည့်ထည့်ပြီးတော့မှဒီနှလုံးလေးဒီနှလုံးလေးဒီသုံးလုံးလေးလို့ပြန်ထည့်တယ်အမတကတ် နော်လူကြားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ချားတယ်သုံးလုံးပေါင်းခွန်ကိုသုံးလုံးပေါင်းခွန်လို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးလို့ထည့်တယ်ကြားထဲမှာသုံးနှစ်ချားတယ်ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်လို့ထည့်တယ်နောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးလို့ထည့်ဟုတ်ပြီဒါဆိုရင်နဲ့လို့ဒီမှာကြားထဲမှာသုံးနှစ်ချားတယ်ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်လို့ကစားပြီးတော့နောက်ပေါင်းလေးနောက်ပေါင်းလေးဝီပုံစံလေးဆိုပြီးတော့လေးကဆိုင်သူကစားတယ်ပေါ့နော် ဒါကြတော့ဖြစ်စဉ်ကိုဒါလေးကပ်စီးအနေနဲ့ဒါစီကြောလိုင်းကိုတည့်လိုက်တာအဲ့တော့ဒီထဲမှာနောက်ထပ်ထည့်မဲ့နော်တောက်တွေကတော့အများကြီးရှိတယ်သို့တော်ဥနယ်ရဲ့မေးဆွေတွေရှင်းရှင်းလင်းလင်းလေးလည်းမြင်ရအောင်အဲ့တော့ပထမအကပ်မှာဥနယ်တို့ဒီမှာဖြစ်စဉ်ကိုအဲ့လိုတည့်လိုက်တယ်တည့်ပြီးတာနဲ့ဒီလိုခွန်းလိုဖြစ်တာရဲ့တနည်းချာဒီဘက်နှစ်မှာနော်ဒီမှာ၃ပြည့်လို့စတွေ့ဒီ၃ပြည့်ရှင်နေအကုန်ပါပြီးသား၃ပြည့်လို့တွေ့ပြီးကြတယ်သူ့ရဲ့တပွဲကျော်ကခွန်တလုံးပိုင်းပါတဲ့ကဏ္ဍဒီ ခုနှစ်လေးဆိုတဲ့ကဏ္ဍဒီဒီလေးဒီလေးဒီလိုလေးလို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာခုနှစ်လေးဆိုတဲ့ကဏ္ဍဒီမှာလာထွက်မယ်เนาะဒုတိယကံမှာဒီလိုခုလို့ဖြစ်တာရဲ့တစ်နှစ်ကျော်ကဒီဘက်ကသုံးပရိတ်ပြီးတော့နှစ်ပရိတ်ရဲ့တပွဲကျော်ကကဏ္ဍခုလဲပါမယ်เนาะအဲ့ဒီနှစ်ပရိတ်ကဏ္ဍဒီဒီလေးဒီလေးဒီလိုလေးလို့ဖြစ်လို့ဒီဘက်နှစ်မှာအကွက်ရွှေဖြစ်နေဒီကဏ္ဍကဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကံမှာဒီသုံးလုံးခုလို့ဖြစ်လို့ဒီဘက်နှစ်တစ်နှစ်ကျော်သုံးပရိတ်နှစ်ပရိတ်ပြီးတော့တစ်ပရိတ်ရဲ့တပွဲကျော်ကခွန်တလုံးပါတယ်ကနဲ့ အဲ့ဒီကဏ္ဍဒီဒီလေးဒီလေးဒီလိုလေးလို့ဖြစ်ပြီးတာနဲ့ဒီဘက်နှစ်မှာအကွက်ရှိဖြစ်နေကစားတဲ့ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်ဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီးဒီသုံးလုံးခွန်းလို့လည်းဖြစ်ပြီးဒီလေးဒီလေးဒီလေးလို့လည်းဖြစ်ပြီးဖြစ်တော့ဒီသုံးလုံးခွန်းရဲ့တပွဲကျော်ကပထမကမှာ3ပရိဒုတိယကမှာ2ပရိတတိယကမှာ1ပရိခုစတုထကမှာ3ညပရိတဲ့3ညပရိကဒီတစ်ခွက်ပဲရှိတယ်နော်ဒါဒီမှာလည်းတစ်ခွက်ရှိတယ်သို့တော့ တုံညာပရိခံပြီးရတဲ့ဒီခွန်ဖြစ်ခြင်းနှစ်ချက်ကြောင့်တုံညာပရိရဲ့တပွဲကြောင့်မှာခွန်တလုံးပိုင်ပါမယ်ခဏဒီတပွဲပဲရှိတယ်ဒီတုံညာပရိရဲ့တပွဲကြောင့်မှာခွန်မပါဘူးနော်အဲ့ဟောဒီတုံညာခွန်သုံးဆိုတဲ့ခဏဒီလေးပရိအင်းနောက်ပေါင်းလေးနောက်ပေါင်းလေးဘူးပုံစံလေးလို့ဖြစ်တာရဲ့ဒီဘက်နှစ်မှာဒီခဏဒီ၅ချိန်ပဲရှိတယ်မွေးခဏအဖြစ်နဲ့ဒါဒါသူထွက်ရမှာနော်အဲ့တော့ဒီလေးကဆက်ထဲမှာကြတော့နောက်ထပ်သူထွက်ရမယ့်ပွဲတွေလည်းရှိတယ်သို့တော့အဲ့ဒီဟာလေးကိုတော့တော့ငါမပြခဲ့တော့ဘူး ဒီပွဲမှာဒီကနန်းလေးကိုတခြား site တွေနဲ့လည်းထိုးရမှာဖြစ်တဲ့အတွက်ကိုဒါလေးပါဟိုဒါအနေနဲ့ဖြည့်ပြပေးခဲ့တယ်။အဲ့တော့အနေနဲ့ဒီလေးတာကြည့်အောင်ပေါ့နော်။ဒီကွာပေါင်း၄နဲ့ဒီနှလုံးခွန်နဲ့တစ်လို့ဖြစ်တယ်။ဒီမှာလည်းကွာ၂နဲ့ကိုးနဲ့တစ်လို့ဖြစ်တယ်။ဒီမှာလည်းကွာ၃ညာနဲ့ဒီတစ်နဲ့တစ်လို့ဖြစ်တယ်။ဒီမှာလည်းကွာ၈နဲ့ဒီ၃နဲ့တစ်လို့ဖြစ်တယ်။ဒါတွေကအကုန်လုံးကစီကြောတိုင်ပင်လုံးဝအတူတူပဲနော်။ရည်မပြတော့ဘူး။ကိုကလေးနဲ့ကို ကလျာထဲမှာချရေးပြီးတော့စိတ်ဝင်စားရင်ရှိကြည့်လိုက်။နော်။အဲ့ဒီလိုတစ်လို့ဖြစ်ပြီးတော့မှာနော်ဂျားထဲမှာဒါအနှံ့ကစားခွဲတဲ့ဟာလေးတွေကိုစီနီယာပရိတ်လေးတွေပေါ့။ဥပဒေ၈ပရိတ်၊ခွန်ပရိတ်၊၆ပရိတ်။ကိုယ်ရှိခွန်ချောက်ပြီးတော့ပြောပါလားလဲ။၃လုံး၄၃လုံး၅၃လုံး၆၃လုံးခွန်၄၅၆ခွန်စီနီယာတွေပြန်ထည့်တယ်။ထည့်ပြီးတော့မှာပထမတည်ခဲ့တဲ့၄လုံးတစ်ကိုဒီနှလုံး၆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 လို့ထည့် ဲ့ဒီလိုတွေထည့်ပြီးတော့မှနှလုံး6ရဲ့နှစ်ပွဲကျော်မှဒီ3လုံးခွန်ဒီ3လုံး3လို့ထည့်ထည့်ပြီးတော့ဒီကနန်းဒီပြန်ကြအခင်းနဲ့ဒီကစားတယ်ဒီနှလုံး6ရဲ့နှစ်ပွဲကျော်မှလည်းဒီ3လုံးခွန်ဒီ3လို့ကစားတော့ဒီကနန်းဒီပြန်ကြအခင်းနဲ့ကစားတယ်တတိယကမှလည်းနှလုံး6ရဲ့နှစ်ပွဲကျော်မှဒီ3လုံးခွန်ဒီလို3လို့ကစားပြီးတော့ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီနှလုံး6ရဲ့နှစ်ပွဲကျော်မှာဒီ3လုံးခွန်ဒီလို3လို့ဖြစ်တာရဲ့ ဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားခဲ့တယ်ဆိုတော့ဒါအကွက်ရွှေ့ကစားတဲ့စနစ်ပြီးသွားပြီပြီးတော့အဲ့ဒီကနေပြီးတော့မှသူ့ရဲ့အောက်ကိုဆင်းလာခဲ့လိုက်သုံးလုံးပေါင်း၅ဒီ၃ရဲ့နက်ခတ်ပေါ့သုံးလုံးပေါင်း၅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 ဆိုပြီးတော့တေထားတော့ကောင်းပြီဒီတရားနေပြီးတော့ဦးနိုင်ကကနန်းတစ်ကွက်ကိုနော်ဒါဦးနိုင်ဒါဆန်းဆန်းပြားပြားဆိုတဲ့ခေါင်းစဉ်လေးပေးထားတယ်လို့ပဲဆန်းဆန်းပြားပြားလေးကိုဦးနိုင်ကစားပြအဲ့တော့အဲ့ဒီလိုကြီး ဖြစ်ပြီးတာ ਨੇ ပထမဦးဆုံးအကက်မှာဒီနှလုံး၄နဲ့ခွန်နဲ့ပြစ်လို့ဖြစ်တဲ့အချိန်ဒီနှစ်ထဲမှာဒီနှစ်ထဲမှာဘာဖြစ်ခဲ့ရမလဲဆိုတော့ဂွားနှင်းဂွားခွန်ဂွားငါဂွားပေါင်း၃ခုရဲ့အဖြစ်ဒီဂွားနှင်းဂွားခွန်ဂွားငါဒီနှစ်ခွန်ငါဆိုတော့၄၄လို့ရတယ်နော်၄လို့ရပြီ ਆ ਨੇ ဒီလိုခွန်လို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးဒီခွန်လို့သူကပြန်ချုပ်မှာနော် ဝါသုံးဝါပေါင်းသုံးခုဒီလေဒီသုံးလုံးပေါင်းကခွန်းလို့ချုပ်ပြီးတော့မှဒီ9သုံးခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာနော်ဒီဖြစ်စဉ်ကစားပြီးတော့မှ9သုံးခွန်းဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဒီနောက်တစ်နှစ်မှာ9သုံးခွန်းလို့သူကတဲထွက်တာအကွက်ရွှေဖြစ်နေဒီ9သုံးခွန်းက9သုံးခွန်းလို့တဲထွက်တာသူထွက်တော့မဲ့အချိန်မှာခုနတုန်းကဒီသုံးလုံးခွန်းကဒီလိုခွန်းလို့ထောက်ခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းခွန်းလို့ထောက်ပြီးတော့မှသူ့ရဲ့တပွဲကျော်မှာတဲထွက်တာဒါပထမတကက် ုတိယကမှလည်းအဲ့လိုပဲ ग्वा ပေါင်းနှစ်နဲ့ကိုးနဲ့တစ်လို့ဖြစ်လို့ဒီနေ့ထဲမှာ ग्वा နှစ် ग्वा တုံညာ ग्वा နှစ်နှစ်တုံညာနှစ်လို့ပေါင်းရင်လည်းလေးလို့ဖြစ်တယ်ဖြစ်ပြီလားနဲ့ဒီသုံးလုံးပေါင်းခွန်ကြောင့်ဒီသုံးလုံးခွန်လို့ဖြစ်လိုက်တဲ့အတွက်ကိုးသုံးသုံးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာတဲထွက်တယ်တဲထွက်တော့မဲ့အချိန်မှာလည်းဒီခွန်ကဒီခွန်ကြောင့်ဒီသုံးလုံးခွန်လို့ဖြစ်ပြီးတော့သူ့ရဲ့တပွဲကျော်မှာကိုးသုံးသုံးကတဲထွက်တယ်ဒါဒုတိယကကောင်းပြီဒါဆိုရင်တတိယကမှာ ग्वा တုံညာနဲ့ ग्वा တင်နဲ့တစ်လို့ဖြစ်ခဲ့လို့ဒီနေ့ထဲမှာ ग्वा တုံညာ ၊ကွာငါ၊ကွာကူ၊၃ရငါကူပေါင်းခြင်းဒီ၄လို့ဖြစ်တယ်။အဲ့လိုဖြစ်တာနဲ့ဒီ၃လုံးပေါင်းခွန်ရောဒီ၃လုံးခွန်လို့ထောက်ခဲ့တဲ့အတွက်၃နှစ်ခွန်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာတဲထွက်တယ်။သူထွက်တော့မဲ့အချိန်မှာလည်းဒီ၃လုံးပေါင်းခွန်လို့ဖြစ်တာရဲ့တပွဲကျော်မှာပဲ။ဒီထွက်တယ်ပေါ့နော်။ကဲကောင်းပြီ။ဒါဆိုရင်ဒါ၄ခန်းမြောက်အနေနဲ့ဦးနိုင်တို့ဝါပေါင်း၈နဲ့ဒီနှလုံး၃နဲ့တစ်လို့ဖြစ်လို့ဒီနှစ်ထဲမှာလုံးဝရှာရှာပါပါကဏ္ဍတစ်ခွက်ဒီဝါပေါင်းခွန် ွားပေါင်းကွားပေါင်းနှစ်ကွားခွန်ကွားကွားနှစ်ဒီလေးလို့ဖြစ်လိုက်တယ်ဖြစ်ပြီးသားနဲ့ဒီသုံးလုံးခွန်ကြောင့်ဒီမှာလည်းသုံးလုံးခွန်ကိုချုပ်လိုက်တဲ့အတွက်ဒီမှာရှိတဲ့တုံညာသုံးခွန်ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခွန်လို့ထောက်ထားတဲ့အတွက်ဒီနေရာလေးမှာတုံညာသုံးခွန်ဆိုတဲ့ကဏ္ဍဒဲကိုဒီသုံးလုံးခွန်လို့ဖြစ်တဲ့အတွက်ဒီနေရာမှာဒဲထွက်ရှင်ဖြစ်စင်းလေးကိုအားလုံးကိုတီလိုက်တယ်ပထမအကတ်မှာဂွာပေါင်းသုံးခုဒီ၄ဒီသုံးလုံးခွန်းလို့ထောက်ပြရတယ်ငါးသုံးခွန်းဒီဒဲကြတယ် လူကြတတ်မဲ့အချိန်မှာသုံးလုံးခုံးလို့ထောက်ပြီးကြရတယ်။ဒုတိယကမှလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်။ဘွားပေါင်းသုံးခုရဲ့အဖြစ်ဒီ၄ဒီသုံးလုံးခုံးလို့ထောက်လို့ဒီကနေ့ဒီဒီမှာတဲကြရတယ်။သုံးလုံးပေါင်းခုံထောက်ပြီးမှပဲကြရတယ်။တတိယကမှလည်းဖြစ်စဉ်ကလေးတွေကိုတည်လိုက်တယ်။ဘွားပေါင်းသုံးခုရဲ့ရက်လက်ဒီ၄ဒီသုံးလုံးခုံးလို့ထောက်တာ ਨੇ ဒီကနေ့ဒီတဲပဲကြရတယ်။ဒီသုံးလုံးခုံးလို့ထောက်ပြီးမှကြရတယ်။ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဖြစ်စဉ်ကလေးတွေရာလဲအကုန်လုံးကသူ့အရင်းနဲ့သူကစားမိပြီ။ဂွားခုံဂွားငါးဂွားနှစ်ပေါင်းချင်းဒီ၄ ီသုံးလုံးပေါင်းကလည်းခွန်းလို့ထောက်တဲ့အတွက်ဒီနေရာမှာထွက်မဲ့ကနန်းဒီနော်တုံညာသုံးခွန်းဆိုတဲ့ကနန်းဒီသုံးလုံးခွန်းလို့ဖြစ်တဲ့အတွက်ဒီနေရာမှာဒဲထွက်ရှင်တာအဲ့ဒီမှာက तू ကထပ်ပြီးတော့ဟောပေါ့အတန်လိုင်းလေးနဲ့ခေါ်ပြီးပြောမယ်ဆိုရင်နော်ဒီနေရာမှာကစားခဲ့တဲ့ဒီလိုခွန်းဒီလိုသုံးလို့ဖြစ်ခဲ့တဲ့အတွက်ဒီသုံးလုံးခွန်းဒီဒီလိုခွန်းလို့ထောက်ပြီးတာ ਨੇ ဒီသုံးလုံးသုံးကလည်းသုံးတလုံးပိုင်းပါတဲ့ကနန်းလေးဖြစ်ရမယ် ဒုတိယကံမှာလည်းဒီသုံးလုံးခွန်ကဒီလိုခွန်လို့ထောက်ခဲ့တဲ့အတွက်ဒီသုံးလုံးသုံးကြောင့်လည်းသုံးတလုံးပိုင်းပါတယ်ခဏဖြစ်ရတတိယကံမှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ဖြစ်ပြီးတော့ဒီသုံးလုံးသုံးကလည်းသုံးတလုံးပိုင်းပါတယ်ခဏဒီဒဲထွက်တယ်ခုစတုထကံမှာလည်းဒီသုံးလုံးခွန်ကဒီသုံးလုံးခွန်လို့ထည့်ပြရတယ်ဒီသုံးလုံးသုံးကြောင့်ဒီနေရာမှာသုံးတလုံးပိုင်းပါတယ်အတွက်ကိုဒီခဏလေးကိုဒီနေရာလေးမှာဒဲထွက်ရှင်